အားလုံးဦးစင်းရဲ့သန္တရာမဆွေတော်မျိုးတော်များအားလုံးမင်္ဂလာပါမင်္ဂလာမနက်ခင်းပါလို့နှုတ်ဆက်ပါတယ်တရားမကြတဲ့ယောဂီသူတော်စင်တွေအနေနဲ့တတိအမတ်တတိဆက်ဆက်ဖို့လိုအပ်လာပါတယ် တရားဆိုတာသီလ သမာဓိပညာဖြစ်တဲ့အတွက်ပညာအစင်းကိုရောက်နိုင်ဖို့အတွက်သီလပြည့်စုံဖို့လိုပါတယ်သမာဓိဆက်ဆက်ဖို့လိုပါတယ်အဲ့ဒီသမာဓိစက္ကန့်တိုင်းစက္ကန့်တိုင်းဆက်ဆက်မှပညာပေါ်မှာဖြစ်ပါတယ် တရားစခန်းတစ်ခုမှာတရားမှတ်တဲ့အချိန်တွေမှာဒီမနက်အစောကြီးအချိန်နဲ့ညနေညဥ်ရံပေါ့အဲ့တန်းဝင်တဲ့အချိန်ဟာတရားမှတ်လို့ကောင်းတဲ့အချိန်တွေပါပဲဘာလို့တရားမှတ်လို့ကောင်းလဲဆိုတော့မြတ်စွာဘုရားရှင်ဟာ ဖယားမဖြစ်ခင်သဗ္ဗညုတရွှေဉဏ်တော်မရခင်သီသင်သီထိုက်တဲ့အရာမှန်သမျှကိုဆရာသင်ဖို့မလိုပဲမိမိကိုယ်ကို ထိုးထွင်ပြီးတော့သီတဲ့ဉာဏ်မဖြစ်ခင်ဥဒီအာလို့ခေါ်တဲ့ဥဆိုတာပုပ်ပေနိဝါသာနုဒတိဉာဏ် ရှေးဘဝဘဝတွေကဘာတွေဘာတွေဖြစ်ခဲ့သလဲလို့မြင်နိုင်တဲ့ဉာဏ်အဲ့ဒါကိုညာဥယံမှာရရှိပါတယ်ညာတကောင်ယံမှာဒိဗ္ဗစကုဉာဏ်နမျက်စိကဲ့သို့မြင်နိုင်တဲ့ဉာဏ်မနဲ့အာယုံသားမှာအာသဝခယဉာဏ် အာသဝတရား၄ပါးကုန်ခန်းနေညံကာမသဝဒိဋ္ဌသဝဘဝသဝဒိဋ္ဌသဝအဝိဇ္ဇသဝလို့ဆိုတဲ့အာသဝတရား၄ပါးကိုပိသက်နိုင်တဲ့ညံကိုအဲ့ဒီညံသုံးညံဖြစ်ပေါ်ပြီးမှသံပြင်ညူတညံလို့ခေါ်တဲ့ဤသင်သိထိုက်တဲ့အရာမှန်သမျှကို ဆရာသင်ဖို့မလိုပဲမိမိကိုယ်ကိုထိုးထွင်ပြီးတော့သိမြင်တော်မူခဲ့ပါတယ်အဲ့ဒါကိုဦးဇင်းတို့ကမြတ်စွာဘုရား၏တပေးအတာပြီးပြီးကိုရောကတရားစခန်းတွေဝင်ကြတယ်အာထုတ်ကြတယ်လေ့လာကြတဲ့အခါသမထလောက်နဲ့ရက်မနေဖို့ ဖလေဝင်လင်မှတ်တယ်နာရီနေရာတွေကိုထောက်ပြီးမှတ်တယ်ဝေဒနာတွေကိုသီးခံပြီးတော့ကြော်လွန်တဲ့အထီးကိုမှတ်တယ်အဲ့ဒါမှန်ပါတယ်ပြီးရင်ကိုလိုက်ရှောက်နေတဲ့အခါသီးပိနေရတယ်စားတဲ့အခါသီးပိနေရတယ်မြင်နေတဲ့အခါသီးပိနေရတယ် ငါကတရားရထားပြီးပြီပဲဘေးရှင်ဘေးဝင်စားဝင်စားဝင်စားလို့ရတယ်လို့အဲ့လိုမျိုးတရားကိုစက္ကန့်တိုင်းမမက်ပေးလွတ်ထားလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုရင်မိပွတ်တဲ့ယောက်ျားကေတို့တဲ့ဝေါ်နှလုံးကိုပွတ်တိုက်တဲ့အခါမှာအရှက်တရားလောက်ပွတ်တိုက်မှဘာဖြစ်မေပေါ့မိပွင့်မေဆိုရင် ကိုစေကိုရှက်နဲ့ရဲလိုက်လို့မရဘူးလေနောက်တစ်ချက်လိုတာနဲ့မိမတောက်တော့ဘူးမိမပွင့်တော့ဘူးပေါ့အဲ့ဒါနဲ့ကိုကတတိထားရတယ်ဝီရိယစိုက်နေရတယ်ပညာနဲ့စောင့်ကြည့်နေရတယ်အဲ့ဒါသည်မျက်စောဘုရားကို ပူဇော်နေတာအဲ့ဒါသည်တရားတော်မျက်ကိုပူဇော်နေတာတဏမဝင်အောင်ကိုနှလုံးသားထဲမှာမိမိစိတ်ဟာပိဿုပံမှာငြိမ့်နေအောင် မျက်လုံးလေးဖွင့်ရင်လဲကြားတဲ့အတန်းတွေကိုသိနေမယ်စိတ်ကူတာလေးတွေကို ပြန်သိပေးနေမယ်ဒါငါစိတ်ကူတာမဟုတ်ဘူးစိတ်ကူစရာအကြောင်းအရာနဲ့တွေးတော်မနှောနဲ့တိုက်လို့တွေးတော်စိတ်ပေါ်နေတာလို့သိပေးရမယ်ကိုကစိတ်ကို နေရာတစ်ခုမှာထားတတ်တဲ့အလေးအကျင့်ကို ရှိနေတဲ့ယောဂီဆိုရင်ကိုက ကမ္မထံရှိနေပြီအဲ့ဒါကိုတရားစခန်းဝင်နေအခါအမှုမမြာစကားသိမ့်စေစောင်းစည်းအိန္ဒိယအိနေနိုချာအစာမကြီးတယောက်တည်းနေဤချင်းထွေမြေးစေယောဂီမာလို့ဆိုထားတဲ့အတိုင်းပြီးတော့ဆရာမရှိဝိရိယပျော်အာအိလျှော့က လွန်စောယူမဒီငါးပါးကတရားမဲ့ဖို့ဝေသတိတဲ့အဲ့ဒါနဲ့ကိုတို့ကကိုစိတ်ကိုကိုစောင်းရှောက်ပြီးတော့နေတဲ့